ိနဲ့ပညာလေ့ကျင့်ရမယ်ဘလို့လေ့ကျင့်ရမလဲတတိကောင်းအောင်ပညာထက်အောင်ဘလို့လေ့ကျင့်ရမလဲရသဗျာကတတိသမစဉ္ညာပပမဟာတတိပ္ပဏတုံးမှာဟောတာလားရိုးရိုးလေးပဲဟောတာနော်ကမ္မထာကြောင်းသွားခြင်းသွားမသွားခြင်းနေကိုယ့်အင်ကိုယ်မှလည်းလုံးလို့ရတယ်ခொနှစ်ဌာနလေ့ကျင့်ခန်းတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာရှိတယ် ထမကဘာနဲ့လေ့ကျင့်ရမလို့ဆိုရှစ်တိုးနောက်ဆုတ်လူတွေဆိုတာရှစ်တိုးတဲ့အခါတိုးတယ်နောက်ဆုတ်တဲ့အခါလူရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးရှစ်တိုးနောက်ဆုတ်လုပ်တဲ့အခါမှာ mindfulness comprehension ရှိရမယ် mindfulness ဆိုတာသတိထားရမယ်ရှစ်တိုးရင်လည်းသတိထားရမယ်နောက်ဆုတ်ရင်လည်းသတိထားရမယ်စင်ကျင်တုံတရားအတိညာရှိရှိရမယ် ဘာအတွက်နောက်ဆုတ်တာလဲဘာအတွက်ရှိတူတာလဲအောက်ကမှ ရှိတူတဲ့နေရာမှာလွတ်ခင်းရလားနော်အန္တရာယ်ရှိလားမရှိဘူးလားဆိုတာစပြီးတော့အဲ့လိုအသိဉာဏ်ပါတယ်အသိဉာဏ်ပါသည့်အတွက်ကြောင့်အန္တရာယ်ကင်းတယ်ကရှိတူနောက်ငင်လို့တဲ့အချိန်မှလည်းပဲတတိနဲ့သမ်းစင်ရတယ် mindfulness and comprehension လောက်ရမယ်ဒါလေ့ကျင့်ရမယ် ထိုင်းနေရင်ကရှေ့ရွှေ့တာဖြစ်ဖြစ်နောက်ပြန်ဆုတ်တာပဲဖြစ်ဖြစ်လမ်းလျှောက်ရင်ကနေရှေ့တိုးနောက်ရင်လှုပ်တာပဲဖြစ်ဖြစ်အဲ့ဒါတိတ်ချင်ရမယ်နောက်တစ်ခုကလက်ကွေးတာလက်ဆန်တာခြေကွေးတာခြေဆန်အဲ့ဒါကိုလည်းပဲအမှတ်တမဲ့ကွေးတာဆန်တာမလုပ်ဘူးကိုကွေးတဲ့ဆန်တဲ့နေရာမှာတခြားပါရှိတယ်လေဆင်ញေတုံတရား တတိရှိရမယ်စင်ကြုံတရားရှိရမယ်ကိုယ်တိုင်ကိုယ်တိုင်ဆန်တိုင်ဆန်တိုင်လေ့ကျင့်ရမယ် mindfulness comprehension ပဲနောက်တစ်ခါမျက်လုံးကကြည့်မယ်ဆိုလို့ရှင်ရှစ်တဲ့တဲ့ကြည့်တာပဲဖြစ်စီစောင်းပြီးတော့ကြည့်တာပဲဖြစ်စီဘလို့ပဲကြည့်ကြည့်အချိနဲ့ပတ်သက်လို့ရှင်လေငါရှေ့ကိုကြည့်နေတာငါဘေးကိုကြည့်တာဆိုတာအလုံးက mindfulness ရှိရမယ်လို့ဆိုလို့ ပါတွက်ကြည့်တာတုံးဆိုတာပဲကိုယ့်ကိုဆင်ញင်သုံးသက်တတ်ရမယ်နောက်တစ်ခါအဝိုးအစားပြင်ဝတ်တယ်အိုးခွဲပကံကိုင်းတယ်ဒါလည်း mindfulness နဲ့ကိုင်းရမယ်သူတို့ဆိုလို့ရတယ်နော်အေးစားရတော့တယ်ဒါလည်းပဲတည်ချင်ရမယ်အားဖြင့် နောက်တစ်ခုကစကားပြောတယ်တိတ် တိတ်နေတယ်လေ့ကျင့်နောက်ဆုံးကအိမ်သားဝင်လာစပြီးတော့လေ့ကျင့်အဲ့ဒီဟာတွေအလုံးဟာ အမတ်တမဲ့လှုပ်လို့ရှိရင်တခုဖြစ်တတ်တယ်ပေါ့နော်ဒါမို့အိမ်သားတွေရေချိုးကနေချော်လဲတာတို့အိမ်သားတွေချော်လဲတာတို့ဘာဖြစ်တာညာဖြစ်တာဖြစ်တတ်တယ်လေ တော်တော်များများဆေးရုံရောက်တဲ့သူတွေရှည်ကြကနဲ့ချော်လဲလို့ဆိုတာအဲ့ဒါမျိုးမဖြစ်ရအောင် mindfulness နဲ့ comprehension လေ့ကျင့်ကတတိတမစဉ္ညပပအနေနဲ့မြတ်စွာဘုရားဟောတာအဲ့ဒါလက်တွေ့လုံးကြည့်တကယ်အကျိုးရှိအောင်မြတ်စွာဘုရားတရားအဲ့လိုလေ့ကျင့်ခြင်းအပြင်ဘယ်ရာပဲဖြစ်ဖြစ်ကိုယ်မှာတတိဆွမ်းအားတွေထက်မြက်လာ အမှတ်တမဲ့မနေလို့ရှိရင်တတိဆွမ်းအားထင်မြင်လာလူတွေဟာတတိဘလောက်မေးတယ်လဲဆိုတာစဉ်းစားကြည့်ကိုယ့်ကိုတယောက်တည်းထိုင်နေတဲ့အခါကြည့်လူကတော့ထိုင်နေတာပဲသို့တော့ငါထိုင်နေလားလို့မသိဘူးသူ့ဘာတွေလုံနေလဲဆိုရင်ရှောက်တွေးနေမနေရဟာတွေတွေးရင်တွေးပဲနောက်ရက်အတွက်တွေးခြင်းတွေးသူများအကြောင်းတွေးရင်တွေးလူကတခြားစိတ်တခြား အိနေရင်လည်းထို့တူပဲသွားနေရင်လည်းထို့တူနောက်ဆုံးမှာ24နှစ်ကြီးနှာခေါင်းကလေတွေဝင်လိုက်ထွက်လိုက်နဲ့အသက်ဆက်နေတယ်။အော်ငါနှာခေါင်းကလေတွေဟာစင်စက်မပြတ်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်လုံးနေတာပါလားလို့ဆိုရကိုယ့်ကိုစဉ်းစားကြည့်ဘယ်နှခါတည်ဘူးလေ။နော်။တရားထုတ်မှတည်တာပဲဖြစ်ကြမယ်ပေါ့။ တခြားချိန်မှာဆိုမိထားလိုက်တာမိထားလိုက်အဲ့တော့စင်စက်ပပြခန္ဓာကိုယ်နဲ့တတိနဲ့သံစင်ညာနဲ့ခတ်နေအောင်လေ့ကျင့်တဲ့ဤကိုများစွာအကျိုးဖြစ်လို့ဘုရားဝတ္တမဟုတ်တဲ့နိုင်ငံညာလူတွေက mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ခုဆို business အလုပ်တွေမှာတောင်းပါဝိจิตနာများစွာပေးပြီးတော့သင်တန်းတွေပါတက်ကြတယ် the nanny very dead. Mindfulness based stress reduction. So. Mindfulness che khan bi tadi go che khan bi lo sait phi si mu ri go phe sha lo ya de so. Myat saw pya sia ya ya wa da no. Ai ya ya taw de ni go lou ni. Ta kai ya do မြန်မာပြည်ကဘုရားဘာသာဝင်နေဟာဒီနည်းစနစ်တွေမြန်မာလူမျိုးတွေလက်ထဲမှာရှိတဲ့ပိရိက၃ပုံမှာပါတယ်အလုံးဟာဒီထဲမှာပါ